ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတိုင်းပြည်ဟာအပြောလိုက်ရင်တရားဥပဒေစိုးမိုးမှု အောက်တို့ဘာလို့ကြီးကြီးကျယ်ကျယ်တွေပြောကြတာဗောနော်ကြီးကြီးကျယ်တွေလှုပ်ကြတာတကယ်တမ်းကျတော့ကျွန်တော်အဲ့စကားတွေဒီချိန်မှာမပြောချင်ဘူးဗျာတလားကျွန်တော်ကတော့စီးရရတော့ပဲအဲကျွန်တော်တို့ကပြောပြချင်တယ်နော်ဟို ဘာလို့လဲဆိုတော့တိုင်းပြည်ကိုအခုဝင်းရံနေတဲ့လူတွေကာကွယ်နေတော့အခုကျွန်တော်တို့ကြော်စိုးဦးတို့ဒဇင်ဦးတို့ဆိုရင်ကဲအာအန်ယူဂျီတဲ့ဘယ်ကအစိုးရလဲတလားကျွန်တော်တို့ဟိုးတဲ့ဘာလဲနိုင်ငံတကာဘာလဲတရားရုံးကနေပြီးတော့တရားဆွဲမယ်လို့တရားဆွဲမယ်လို့လာချင်းကြောင်နေတယ် လီတက်ကဘေးကတော့ကြွသွားပြီတဲ့မင်းရဲ့ကြော်ဆိုးမှုရဲ့သင်းမှုရဲ့လက်ကြံသေးရတယ်ဟာနော်ကျွန်တော်တို့အဲ့လောက်ဒီတိုင်းသည့်ပြည်သည့်တကဘာလုံးသည့်ရကျွန်တော်တို့အခုအနူးကြီးဆိုးရကိုတိုင်ဟောဘေးမှာမန်းလည်းမသိဘူးနော်အဲ့လိုစာတန်းတွေထုတ်ပြီးတော့ကျွန်တော်တို့နော်ဝါတဲ့ဇိုးဘုံရဲ့ကြော်ဆိုးမှုရဲ့သင်းမှုရဲ့တဲ့ဘာ ကဘာတရားခုံလုံးကနေဘာတွေလဲမသိဘူးကျွန်တော်တို့လည်းပို့လာတယ်နော်အခွေးမျိုးကဆက်နေတာပဲအမြဲတမ်းအကောင်ကဒီမှာဆက်နေတော့နော်ဒီဖုန်းနံပါတ်ကိုကျွန်တော်မန္တလေးမှာအောင်ဟိုပါလေကျွန်တော်ဒီဖုန်းနံပါတ်ကိုလိုက်နေရတော့ကြာပြီဒီကောင်ရဲ့ရုပ်ကိုလည်းကျွန်တော်သိတယ်နော်ဒီကောင်နေဖျဲသီးတွေနော်ဖျဲသီးတွေခွေးမျိုးတွေအဲ့တော့ ကျွန်တော်အဲ့အရာကြီးမပြောတော့ဒီကောင်တွေကကျွန်တော်တို့ဗာပြောတော့မယ်ဆိုတာပြီးတော့လမ်းကြောင်းကိုပြောင်းတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဟောပေါ့နော်နောင်ချိုလုံဆန်းရွာအရှိတ်တောင်ကျောတလျှောက်လုံးနေနဲ့ပလောင်နဲ့ PDF အင်အား300ခန့်ခံစစ်ပြင်ဆင်လျက်ရှိကြောင်းမိမိတရင်ပြီးမှဖုံးဆက်လာတယ်တဲ့နော်တတိထားပါဘောနော် အာဟိုတက်မလို့တော့နောက်တစ်ခုက မြင်းကြံမဲ့ပေါ့နော်မြင်းကြံဘက်မှာအခြေပြုလျက်လုံချိုရေးတာဝန်ထမ်းဆောင်လျက်ရှိသည့်အမတ်ခွန်ဆေးခြေကန်လေးကျင်ရေးတက်မှဘူကြီးကြော်ကြော်လွင်ဦးစည်းအင်အားမပြောဘူးပေါ့နော်ဝက်လူးနေမီရေစကန်မှာရေအုပ်မြင့်စော်ဦးစည်း နော်ပူပေါင်းအဖွဲ့အားတဲ့အကျန်းဖက်သမားများမှဒုံမုံချတိုက်ကြိုက်လျက်ရှိကြောင်း ကနဦးသတင်းတင်ပြအဲ့တဲ့အခု9:24မိနစ်မှာ PDF 90ခန်းတည်ဆုံးနဲ့တပ်ဖွဲ့ဝင်တဦးကျွန်တော်တို့ဘက်ကပေါ့နော်တပ်ဖွဲ့ဝင်တဦးကြဆုံးနဲ့တဦးကဒဏ်ရာရတယ်တဲ့စစ်ကူစစ်ကြောင်းနဲ့နော်အဲ့တော့ကျွန်တော်တို့မပြောတော့ဘူးပေါ့အဲ့ဒါတော့ထားလိုက်တော့အဲ့တော့ ဟိုအချိန်နဲ့တပင်းကြီးအမြဲတမ်းပြောလိုက်တယ်ညီလေးတဲ့အတန်ကြားလိုက်ရတာဝမ်းသာတယ်တဲ့သတင်းဆိုတာတီးကြမှာကောင်းတာအကိုလဲနှထိုးမျိုးမှာမနေရဘူးတဲ့ရွာကတစဉ်ကြားတာလေးပြောပြတာပါတဲ့ဝလူစကန်းနဲ့ထန်းစဉ်စကန်းအားလုံးတော်တဲ့နှထိုးစကန်းပေါင်းနေကြပြီးမြို့ထဲမှာလဲ PDF တွေနေရအနဲ့အပြားရှိတယ်ညီလေးတဲ့မြင်းကျန်မန္တလေးလမ်း ကိုထိန်းချုပ်နိုင်ရင်တော့ PDF တွေပြေးเสียမြေမရှိဘူးတဲ့အမြန်သာစော်စော်ပါတဲ့ရွာမှာလဲကြောင်းမဖွင့်ရဘူးတဲ့တီတာယွမှုဖုန်းနံပါတ်ရှိရင်ပေးပါလားတဲ့နော်တီတာယွမှုဖုန်းနံပါတ်လဲကျွန်တော်မှာပေးတာပေးเสียလဲမလို့ခမားတို့ပါခမားတို့စုံသန်းကျွန်တော်တော့သတင်းပေးရင်သတင်းပဲယူမှာနော်နောက်တစ်ခုကတော့ကိုဘုံနဲ့15ရက်5လ2025ရက်နေ့မှာ မြင်းချံမြို့နယ်စီမီးကုန်ချေးရွာ နေမီရဲစခန်းခင်အားအကျန်းဘက် PDF 0ပျောက်ကြားတက်ကြီးအဖွဲ့လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်ကိုမင်းညံမျိုးနဲ့ရဲတပ်ဖွဲ့မှူးရဲမှူးဦးတင်ဝင်းမှအထက်သို့ဂျင်းနဲ့ထုတ်ပြန်တင်ပြရာတွင်အင်အားကိုအမှန်တရားချင်းမရှိသည့်အတွက်မြေပြင်လက်တွေ့ရွရွကြွကြွခုခံကာကွယ်တိုက်ခိုက်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်တို့မှသိရှိပြီးเนาะမကြေမနက်တွေဖြစ်တယ်ပေါ့เนาะကိုဘုံမတစင်လာပါကအတိုင်းမူရဲတပ်ဖွဲ့မူကြီးနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်တိသိရှိအောင် တင်ပြပေးပါရန်လေးစားစွာတောင်းဆိုရပါတယ်တဲ့เนาะမျိုးနယ်မူရဲမူဥတည်ဝင်ကျင်းနှံထုတ်ပြန်ထားရတဲ့ပါဝင်သောအင်အားမှာစီမီကုံရဲကင်းစကန်ရဲတပ်ဖွဲ့ဝင်ပေါင်း ရှိသည်ဟုတင်ပြထားသောလာရောက်တိုက်ခိုက်ရန်ရန်သူအင်အား30ကျော်ခန့်ဟုကြေညာထုတ်ပြန်ထားသည်မှာ အမှားဖြစ်နေပါတယ်မြေပြင်တွင် လက်တွေ့ခုခံကာဝယ်တိုက်ခိုက်ခဲ့သော ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်မှပြောပြသည်မှာထိုစကမ်းတွင်စကမ်းမူရဲတကြကြီးဒုတကြက်ရဲတသားနော်ရန်သူအင်အားမှ150ခန့်ရှိသည် တာလွန်အင်အားဖြင့်လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ထိုဟာသည်အဖြစ်မှန်ဖြစ်ပါလေတဲ့နော်တိုက်ပွဲဖြစ်စဉ်မှာ15ရက်9လ2025ရက်နေ့နနက်9:15အချိန်တွင်စတင်ပြီး7:30လောက်တွင်စတင်ငြိမ်၍9:20ခန်းလောက်တွင်အားလုံးရှင်းလင်းပြင်းဖြစ်သည်တဲ့နော်အဲ့တော့ကျွန်တော်ပြောတယ်မလိမ္မာနဲ့မညာပါနဲ့အတက်တွေနဲ့နော်အားလုံးအတက်ခက်ခဲတာပါ ၎င်း၏စကန်းရဲ့အနောက်ဘက်အော်တတိုင်းစီယိုသာခြားသောဘုံကြီးကျောင်းတွင်သို့အကြမ်းဖက်ပီဒီအမ်များဝင်ရောက်လာပြီးတိုက်ရန် နေရာခြားထားနေသည်ကိုစကန်းအနောက်တောင်တော့ဘောနောဘန်ဂါထဲမှာကျွန်တော်တို့အပါဝင်နော်ရဲတပ်ဖွဲ့ဝင်နော်ဘယ်နဲ့ဥပေါ်ဗျာစတင်မြင်တွေ့ပြီးစတင်ဝိုင်းဝန်းပြစ်ခတ်ကြရရန်သူများထိမှန်ပြီး ကစင်ကလျားဖြစ်ကကျောင်းဝင်းအတွင်းမှ အုပ်ပုံတစ်ပင်များအကာအွယ်ယူက ပြန်လည်တိုက်ခိုက်ခဲ့တယ်တဲ့ထို့သောအပြန်လည်ပြစ်ခတ်ကြရတွင် ရန်သူဘက်မှလက်ပစ်ဗုံးများနဲ့ဘန်ဂါရဲသို့ပြစ်ကြရတဲ့ကြားရောက်မှုမရှိပဲတလုံးမှာတော့တမာပင်အကိုင်းအားထိမှန်ပြီးဆက်သွေးရေးမြောင်းတဲ့ရှိဒူးတက်ကျငိန်ချမ်းမောင်ဤရင်ငွေတို့ကြားရောက်ပေါက်ခွဲက နေရာတွင် အသက်ဆုံးရှုံးခဲ့ရပါတယ်တဲ့နော်ဒီတဲ့ update တော့မရှိတော့ဘူးเนาะဒါ ਉਹ ဘာလို့ဆိုလို့ချင်တာလဲဆိုတာ ကျွန်တော်ရဲ့စေတနာတရားကိုသိတယ်ဆိုရင် ကျွန်တော်ဒီနှထိုးကြီးကိုမတိုက်ခင်3လ5ရက်អော်တယ်မြင်းညာကျွန်တော်ដောက်ឆောက်អော်ပေးတယ်ទីလို့ជីកាအထဲတရားเนาะမတ္တိရာယုံမှုရှိကိုကျွန်တော်သွားပို့ပေးခဲ့တာเนาะရန်သူအဖွဲ့နဲ့ဘန်ဂါဒီအုတ်တတိုင်းချပြီးဝါနှပြန်ဒါတော့တော့ဝေးကပြီး ရဲတပ်ဖွဲ့ဝင်၄ဦးတည်တဲ့ဘန်ကာကင်းတဲမှာနော်ယူယူချွန်ချွန်ခုခံတိုက်ခိုက်ခြင်းကြောင့်ရန်သူဒီအုတ်တိုင်းခြေထိကတ်မလာနိုင်ပဲဘန်ကာတွင်၄ယောက်မှာတဲ့တယောက်ညာဘက်ပကုံးထိမှန်တန်ရာရရှိခဲ့တယ်တဲ့နော်ကြံရှိတဲ့၃ယောက်ကယူယူချွန်ချွန်ခုခံကွာကွယ်မှုနဲ့အတူလိန်ရင်ဖြင့်ဘိုးကျဲတိုက်ခိုက်မှုအချိန်မီရောက်ရှိလာသဖြင့် ရန်သူများအထိနာကဆုတ်ခွာသားသည်တဲ့လာတိုင်းပြည်တရင်ကိုလည်းတရက်ကြိုရှာထားတယ်တဲ့နော်ရဲစကန်အားတိုက်ခိုက်ခဲ့သည့်အင်အားမှာ60တရာခန့်ရှိပြီးစီမီးကုံဆေးရုံတွင်ထိုင်နာသောတိုက်အင်အားကိုတဲ့ရဲစကန်ဘက်လာရောက်မကူနိုင်ရန်ရန်သူအင်အား30ကျော်လောက်ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ပြီးလမ်းပိုင်းတွင်လည်းရန်သူအင်အား15ယောက်ခန့်လောက်ကပိတ်ဆို့ထားပြီးထိုစကန်အား အရာလုံတိုက်ခိုက်ခြင်းဖြစ်တယ်တဲ့နော်စီမီကုံပပတ်လေတွင် ပီဒီအမ်များဒါဖြစ်ပြီးစီမီကုံရွာတွင်တရာမ80ရာခိုင်နှုန်းလောက်သည်ပီဒီအမ်များသာဖြစ်၍စီမီကုံ စကန်းအားအမြန်ဆုံးအင်အားဖြည့်ပေးပါရန်ကိုဘုံမှတစ်ဆင့်ပြောကြားပေးလို့ပါတယ်တဲ့တက်ကြီးကိုယ်တိုင်လည်းဒဏ်ရာရရှိပြီးသူတပည့်များ အထိနာသောကြောင့်နောက်တပြန်ထပ်မံ၍ကြိုက်မိဟုကျင်းဝါထားပါလေတဲ့ခမတော်ကဟိုဟွာလေးစိုက်ကယ်မစည်းဘူးတဲ့ကောင်စီးပြီးတော့မှဟိုလင်းလင်းတချင်းနဲ့တင်တဲ့တက်ကြီးဆိုတဲ့ကောင်ဒဏ်ရဝါရဲဒီတရင်နေရာအတိကြတွေပေါ့နော်ဒါတရင်ဆိုတာလိန်လို့မရဘူးသူ့ဘက်ကိုပဲအမှန်တော့ပြောရမှာပဲเนาะအထိနာသွားသောကြောင့်နောက်တစ်ချိန်မှာဘန်ကာအတွင်းမှာစကမ်းမကြရေးရွရွချွန်ချွန်ခုခံကာကွယ်ပေးခဲ့တော့ရဲတပ်ဖွဲ့ဝင်များနဲ့ အတက်ပေးသွားသောရဲတပ်ဖွဲ့ဝင်တဦးတို့ကိုထင်ပေါ်အောင်ကျင်းညာပေးစီလိုပါတယ်နော်အဲ့ဒါတခုနောက်တခုကမနေ့ကဒုံစရစ်ကျေးရွာတွင် ရှိသော ခမရ989မှရန်သူများလာရောက်ခိုးအောင်နေကြောင်းတရင်ရရှိသောတဲကြီးကုံဖုံးကြီးចောင်းခွင်းကျင်အားပြစ်ကတ်ခဲ့ရာတောင်းញန်းသူ9ဦးထိခိုက်ဒေဆုံးပြီးခုနှစ်ဦးဒဏ်ရာရရှိကြောင်း မိမိအဘာခံတယ်မှသိရတယ်တဲ့ဒီနေ့6နာရီတွင်နဲ့ရွှေကျင်နဲ့ညောင်လေးပင်အကြားကားလမ်းပေါ်တွင်ရှိသောအင်းဝိုင်းလက္ခရာခေယာတောင်းချမ်းသူအင်အား30ခန်းမှလက်နက်ကြီးလက်နက်ငယ်တို့ဖြင့်မိနစ်20ခန်းလာရောက်ပစ်ခတ်ပြီးထောင်လုံးကြီးရွာဘတ်တို့ပြန်လဲဆုတ်ခွာသွားကြောင်းသိရှိရတယ်တဲ့ 989ကိုပြန်လည်တိုက်ခိုက်ဖို့လုပ်နေတယ်တဲ့အဲ့ဒီနေအဲ့ဒီနေရာကနေတွားရင်ဒရုန်းဖွဲ့ရှိတဲ့သူ့ရဲ့တမိန်ကျေးရွာတရေတမိန်ကျေးရွာအမြောက်ဖွဲ့ရှိတဲ့ဆင်းရွာကိုတွားပြီးတိုက်နိုင်တယ်တဲ့တတိဒါနော်အဲ့ကျွန်တော်တီတီဒါကြတလောက်ကြီးပြောပေးတာနော်အဲ့ဒါတော့မှတို့ဘောနော်မလုံနိုင်ဘူးဆိုရင်လည်းကျွန်တော်လည်းမသိတော့ဘူးဗျာသိလားကျွန်တော်တို့ဒီ989တို့ဘာလို့ဆိုတာဒါကျွန်တော် ပြောခဲ့တဲ့เนาะနေရာတွေပေါ့เนาะငါကိုရှိကျွန်တော်ကျွန်တော်လိုင်းပေါ်ကနေတခါတလေကြာရင်အဲတချို့ပေါ့เนาะတောင်းအောင်မြောက်အောင်တို့ဘာလို့ညာလို့ဆိုတော့အခုခင်ဗျားတို့ဟိုเนาะကျွန်တော်ကမပြောချင်လို့ပြောခဲ့တာတွေရှိတာပေါ့မြင်းကြံမတိတာရုံမို့ကြီးကအထက်တရားဘာလို့သွားပေးရလဲเนาะအခုမြင်းကြံမှာကြီးလိုက်တိုက်ပွဲတွေအကြမ်းမဲ့နဲ့နဲ့ကိုင်တောင်းရန်သူ PDF တွေရပေါ်ဆောင်နေเนาะကိုယ့်ရဲ့ ဟိုဒါကတော့ပေါက်ကိုတော့ဗောနော်ဒါကပေါက်ကိုတော့လူတာဗောပေါက်ကိုတော့အမတိရာယူမုံကိုဟိုကြီကားအခါအထဲတရားလူလို့သွားပေးတယ်သွားပေးပြီးမကြအောင်ကြည်လိုက်အမတိုက်ပွဲဖြစ်တယ်နော်သွားပေးပြီးမကြအောင်တိုက်ပွဲဖြစ်ပြီခုနှတို့ကြီး၃၄ရက်မကြအောင်တိုက်ပွဲဖြစ်တယ်ငါကိုရှိ၃၄ရက်မကြအောင်တိုက်ပွဲဖြစ်တယ်တလောအော်ပေးတယ်ငါရှိကိုခုဒုံစရစ် အဲ့ဒီ၅ချက်ကိုရတောင်းပဲမနေရအော်သွားတဲ့နေရာတွေကို KNUPD ရဲ့အပေါင်းပါတွေမီးရှို့သွားတယ်နော်အဲ့တော့ကြတော့အခုကျွန်တော်တို့တို့ဟာတို့ဟိုးတဲ့ဗားလဲဒဇင်ဦးတို့ကျော်စိုးဦးတို့ဟိုးတဲ့ဗားနိုင်ငံပိုင်တရားရုံးဗားလားမသိဘူးတရားဆွဲမယ်ဒီအစီအစဉ်လေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားကြပါအောင်ခင်ဗျာ